မဖြစ်နိုင်ဘူး function man မတထားလိုက်ပါလေ။ तू မရဲ့မျက်လုံးထဲကအာအသိမှုကိုဘယ်အလေးနဲ့မှဖုံးကွက်မထားနိုင်ပါဘူး။ထိုတင်မောပေါ်ထားတဲ့ तू မရဲ့ထိန်းချုပ်မှုအစိတ်ပိုင်းတစ်ခုကအလူခံလည်ရပါပြီ။အရင်က तू မထိုနေရာကို तू မရဲ့ခန္ဓာနဲ့မလာနိုင်ခဲ့ပဲ။တင်မောစွာရဲ့30ရာခိုင်နှုန်းကိုပဲတုံးနိုင်ခဲ့ပါလေ။အခုဝလင်ကထိန်းချုပ်မှုကိုပို့ပြီးတော့လူယူသွားတော့ तू မကသူ့ထက်ထိန်းချုပ်မှုအနည်းငယ်လေးပဲပုံများပါတော့တယ်။ ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဆုတင်ပါတယ်။ဝလင်ကသာတတရလွာရဲ့ကန်တက်ချက်တွေကိုဖောက်ထင်းပြီးသွားရင်ထိုတင်းမိုးကသူ့ရဲ့ထိန်ချုပ်မှုအောက်ကိုလုံးလုံးလလောက်ရောက်သွားမှာပါ။ထိုရာဧည့်သည်အားအင်ရှင်ဖြစ်သွားခြင်းမှာ function man ရဲ့မျက်လုံးထဲမှာအိဆတ်မှုကရှိနေပြီးသူမရဲ့မျက်လုံးကလင်းလက်သွားပါတယ်။ သူမတင်မောရဲ့အပြင်ဘက်ကအကာအကွယ်အလွှာတွေကိုလညုံနဲ့ထိုးလိုက်တော့အလွှာတွေကရုတ်တရက်မှိန်ကျသွားပါတယ်ထိုးချိန်မှာပဲ function man ပထမကုံပန်းအနေနစ်မြုပ်ဆင်းသက်သွားပြီးဒုတိယအလွှာတွေကိုဝင်ရောက်သွားပါတယ်သူမဝင်ရောက်သွားတဲ့အခိုက်အတန့်မှာပဲအယောင်9ပါးလင်းတန်းဝိညာဉ်နှဆိုးတင်မောကြီးတစ်ခုလုံးလွှမ်းခြုံသွားပါတယ်အယောင်9ပါးတာဝပညာရှင်ကလည်းကုံဘတ်ပေါ်ကိုဆင်းသက်လာပါတယ်အယောင်9ပါးတာဝပညာရှင်ဆင်းသက်လာတဲ့အခိုက်အတန့်တတိယအလွှာမှာရှိနေတဲ့ဝင်လင်းကရုတ်တရက်မျက်လုံးဖွင့်ပြီးအပေါ်မောကြည့်လိုက်ပါတယ်သူကတင်းငိမ့်နေပြီးသူ့ရဲ့မျက်လုံးထဲမှာရွှေရောင်လင်းတန်းတစ်ခုက လက်ခနဲ့ဖြစ်သွားပါလိမ့်။သူကတကယ်ကိုဒါကိုလုပ်ခဲ့တာပဲ ဝယ်လင်းကလောင်ရလိုက်ပါတယ်ဖန်ရှမ်းမန်ရဲ့အကြံစီကိုသူကဖျက်ဆီးပြီးတဲ့နောက်လှိုဝက်အနေကချင်းချောက်မှုမဖြစ်နိုင်တော့တဲ့အခါသူမသူ့ကိုနှိမ်နှင်းဖို့အတွက်ရောင်ခွန်နှစ်ပါးတောက်ပညာရှင်ရဲ့စွမ်းအားကိုငှားရဲနိုင်ဖို့သဘောတိုင်ရွေးချယ်မှာပါထိုအချိန်မှာရောင်ခွန်နှစ်ပါးတာဝပညာရှင်ရှိနေတဲ့ပထမကုံဘက်ကဝန်လင်းရဲ့ထိန်ချုပ်မှုအောက်မှာရှိနေပါတယ်။ရာလန်အနေနဲ့သူတို့နှစ်ယောက်ကတွေ့ဝိုက်ပြီးတော့မျက်နှချင်းဆိုင်ရပါတော့မယ်။ရောင်ခွန်နှစ်ပါးတာဝပညာရှင်ကဝင်မလာနိုင်အောင်ပထမကုံဘက်ကိုထိန်ချုပ်ဖို့သူကအားစိတ်ထုတ်မှုအချို့ကိုလိုအပ်ပါမယ်။ မီးနဲ့ကစားတာငါလည်းလုံနိုင်တာပဲဝန်လင်းရဲ့မျက်လုံးကလင်းလက်သွားပါလေသူ့ရဲ့လက်တွေကလက်တစိတ်တစ်ခုကိုဖွဲလိုက်ပြီးဝင်ရင်းလိုက်ပါလေ ပထမကုံဘက်ပေါ်ကကန့်သက်ချက်တွေဟာရုတ်တရက်တုံ့ထီသွားပြီးကန့်သက်ချက်အလုံးကရွေလျားကရပ်တန့်သွားပါတယ်အလုံးကလုံအောင်ငိမ့်သက်သွားပါတယ်ပထမကုံဘက်ပေါ်ကကန့်သက်ချက်တွေဟာငိမ့်သက်သွားတဲ့အခိုက်တန်းအယောင်ခွန်ဘားအလင်းတန်းပထမအလွာကိုဘန်းဆိုတဲ့အတန်နဲ့တူထိုးဖောက်ဝင်ရောက်လာပါတယ်အယောင်ခွန်ဘားတာအိုပညာရှင်ကဘာအားဆိုင်ထုံးမှုမှမလိုပဲဒုတိယအလွာတွေကိုဝင်ရောက်လာရင်ရေမောလိုက်ပါတယ်ထိုးချိန်မှာဖန်ရှင်မန်တတိယအလွာတွေကိုရောက်နေနေပါပြီသူမရဲ့မျက်နှာအမူအရအကြီးအကျယ်ကိုမှပြောင်းလဲသွားပါတယ်သူမကဝန်လင်းရဲ့လှုပ်ရက်ကိုသတိပြုမိသွားပြီးသူ့ဘေးကိုချက်ချင်းပဲရောက်လာပါတယ် ရှင်ကဘာလုပ်နေရလဲရှင်ကတေးချင်းနေရလားကျမတို့နှစ်ယောက်ကပေါင်းလိုက်ရင်တော့ပထမဝိညာဉ်ကိုရှင်နိုင်မှာမဟုတ်ဘူးရှင်ကသူ့ကိုဝင်လာခွင့်ပေးဖို့ပထမအလွှာကိုတကယ်ပဲဖွင့်ပေးလိုက်တာလားဝင်လင်းရဲ့မျက်လုံးထဲမှာအေးဆမ်းမှုတစ်ချက်ကဖြစ်ပြီးသွားပြီးသူကတငိန်စွာနဲ့ပြောလိုက်ပါတယ်ခမရဆက်ပြီးတော့စူညံနေဦးမယ်ဆိုရင်ကျုပ်ကဒုတိယအလွှာကိုဖွင့်ပြီးသူ့ကိုဆင်းလာခိုင်းလိုက်မယ်ရှင်ဖန်ရှမ်းမန်ကဝင်လင်းကိုစိုက်ကြည့်လိုက်ပြီးသူမရဲ့မျက်လုံးထဲမှာတက်ဖြက်လိုစိတ်တွေကပေါပေါလာခဲပါတယ် ခမရတင်းမောပက်လေရအတားစီကိုဖွင့်ပြီးသူ့ရဲ့အားဆိုင်ထုံးမှုတွေကိုတက်တာစီနိုင်မှာတော့ကျောက်ကလေဘာလို့ပထမအလွာကိုဖွင့်ပြီးတော့သူ့ဒုတိယအလွာစီတတမမတ်လာခွင့်မပြုနိုင်ရမှာလေကျုံနဲ့သူ့ရဲ့ဂျာမာနတ်နေတဲ့မုန်တီမှုကမရှိဘူးသူကလီကွန်ရဲ့လေးကိုလိုချင်တယ်ဆိုရင်ကျောက်ကသူ့ကိုပေးလိုက်ုံပဲဒါပေမဲ့ခမရတော့မတူဘူးခမရကလုံလုံချုံချုံနဲ့နေချင်တယ်ဆိုရင်ကျောက်အတွက်ပစုပ်ပိတ်ထား ဝန်လင်းရဲ့အတန်အတုံဟီးသွားပြီး function man ရဲ့မျက်နှာကိုချစ်ချင်းပဲဖျော့သွားစေပါတယ်ခမရဗဇက်ပိတ်ထားဦးတယ်မဟုတ်ဘူးတင်းတင်းမွမွလှုပ်ရှားမှုတွေုံတော့လှုပ်တာလေရက်လိုက်ခမရဆက်ပြီးတော့ခေါင်းမနေဦးမယ်ဆိုရင်ကျုပ်ကဒုရီယအလွာကိုဖွင့်ပြီး အယောင်ခွန်ဘာတောက်ပညာရှင်ကိုဒီအောက်ဆင်းလောက်ခွင့်ပြုတဲ့အတွက်ကျုပ်ကိုအပြစ်မတင်နဲ့ဝလင်းကသူမကိုအေးဆက်ဆောင်နဲ့ကြိလိုက်ပါတယ်သူရဲ့အချီရ function man ရဲ့နှလုံးသားထဲမှာအေးစိတ်သွားတဲ့ခံစားချက်ကိုပေါပေါစေရဲပါတယ်ဝလင်းကဒီလောက်နောက်ကြောက်စရာကောင်းပြီးကောက်ကျစ်လိမ်မာမှန်သူမကရုတ်တရက်သဘောပေါက်သွားပါတယ်သူကငားရဲ့လက်ထဲမှာရှိနေတဲ့အသာစီးရမှုကိုတလန်းချင်းစီပြန်ယူသွားလိုက်တာနောက်ဆုံးတော့သူကအသာစီးရသွားတဲ့အထိပဲအခုငါသူ့ရဲ့ဖိနှိပ်မှုအောက်ကိုရောက်နေပြီဒီလို ီလူရဲ့ကောက်ကျစ်မှုကတကယ်ကိုနှံ့နေလုံးနေဖန်ရှမ်းမှတိတ်တဆိတ်နဲ့တွေးတောနေမိပါတယ်။သူမအစမထင်မင်ပြုခဲ့တဲ့ထိုးလိုင်းကူကဘာချင်းညံ့သူအပေါ်မှာနည်းနည်းတဲ့ကြောင်ရုံမှုကိုခံစားလိုက်ရပါတယ်။ဒီအသက်ရွယ်နဲ့ ဒါလောက်ထိတော့ကောက်ချစ်နေတာသူကသာမတင်မျိုးချဲ့တာကုံးရဲ့ကြီးပေါ်ကလူတယောက်ဆိုရင်တေချာပုတ်ကြော်ချားနေပြီဝလင်းကဖန်ရှမ်းမန်ကိုခဏကြည့်ပြီးသူ့ရဲ့အကြည့်ကိုပြန်ဝင်သိမ်းလိုက်ပါတယ်ထိုးချိန်မှာဒုတိယအလွာကနေတုံဟီးတန်နေရကျဲလောင်စွာနဲ့ထွက်လာပါတယ်ဒုတိယအလွာခုခတ်မှုအတွက်အယောင်ခဏပါအလီနေဖြာထွက်နေပြီမဲ့မပြိုကွယ်မိမှပဲအချိန်ကြာကြီးခံနိုင်ပုံမရပါဘူးခမရမတေချင်ဘူးဆိုရင်တတိယအလွာကိုဖောက်ထွင်းဖို့ကြုတ်အတွက်အချိန်ရအောင်ခမရအကောင်းဆုံးစူးစမ်းတင်တယ် ခမ ्या ကိုခမ ्या လုံကြုံအောင်ထားဖို့နောက်ဆုံးအားကိုးစရာအချို့ဟာရှိနေသေးတာကိုကျုပ်ကသိပါတယ်။ဒါပေမဲ့ခမ ्या နဲ့ကျုပ်ကအခုဒီတင်းမိုးပေါ်မှာဒန်းတူထိန်းချုပ်ခွင့်ရရှိနေတယ်။ကျုပ်ကတော့ပူပေါင်းမဆောင်ရဘူးဆိုရင်ခမ ्या ကလည်းထွက်သွားလို့မရဘူး။ ဝယ်လင်းကဖြည်းဖြည်းချင်းပြောလိုက်ပြီးသူ့ရဲ့မျက်လုံးလေးကိုမှိတ်လိုက်ပါတယ်။ရှင်ဟောင်းအရိတ်ကသူ့ရဲ့ပက်လင်မှာပေါ်လာပြီးသူကတတိယအလွာပေါ်ကကန့်သက်ချက်တွေကိုလိလချင်းထဲမှာနစ်မြုပ်လိုက်ပါတယ်။ဖန်ရှမ်းမယ်ရဲ့မျက်နှာအမူအရတုံမုံမှိုင်းညွှန်းနေပါတယ်။သူမဝယ်လင်းကိုအချိန်ကြာကြီးစိုက်ကြည့်နေပြီးမှခေါင်းကိုဖြည်းဖြည်းချင်းကုပ်လိုက်ပါတယ်။ဝယ်လင်းပြောခဲ့တာတည်းကသူမရဲ့နှလုံးသားထဲမှာကြောင်ရုံမှုကိုခံစားလိုက်ရပါတယ်။ဘာလို့လဲဆိုတော့သူပြောတာအလုံးကအမှန်နေဖြစ်နေလို့ပါ။ ူမစီမှာနောက်ဆုံးအားကိုးစရာတကယ်လို့မှရှိနေခဲ့ပါတယ်ထို့အချက်ကြောင့်ပဲသူမဝင်လင်းကိုနှိမ်နေဖို့အတွက်အယောင်ခွန်းတစ်ပါးတာဝန်ပညာရှင်ရဲ့စွမ်းအားကိုငှားရမ်းခဲ့တုန်းကအရန်ကိုတည်ငြိမ်နေခဲ့တာပါဒိုးရရင်ဝင်လင်းကတင်မောရဲ့အလွန်အလွာကိုထိန်းချုပ်နိုင်ပြီးထိန်းချုပ်မှုအပိုင်းမှာသူမနဲ့တန်းတူဖြစ်သွားမယ်လို့သူမကမထင်နာခဲ့ပါဘူးအခုသူမကသူ့ရဲ့နောက်ဆုံးအားကိုးရကိုတုံးကျင်နေဆိုရင်သူမကဝင်လင်းရဲ့ပူပေါင်းဆောင်ရွက်မှုကိုတကယ်လို့ပဲလိုအပ်နေပါပြီ function man ကတွားမြောက်အောင်အကျိတ်ပြီးတော့ပြောလိုက်ပါတယ်ရှင်းရဲ့အကြံကပါလေး ျွန်မသူ့ကိုထိန်းထားပေးရင်တော့ရှင်ကကြံတဲ့အလွာတွေကိုအချိန်မီဖောက်ထွင်းနိုင်မှုကျွန်မကအချိန်လုံလောက်ဆွဲထားပေးနိုင်မှာမဟုတ်ဘူးရှင်ကသာအခုထိန်းချုပ်ခွင့်ကိုဆွလွန်းလိုက်ရင်ကျွန်မတို့ကထွက်သွားနိုင်သေးတယ်ရှင်ကဆက်ပြီးတော့ခေါင်းမနေဦးမယ်ဆိုရင်တော့ကျွန်မတို့ကတကယ်ပဲတည်ရလိမ့်မယ်သူ့ရဲ့စကားဆုံးသွားနေမိုးချင်းတက်လို့တုံ휘မှုတစ်ခုကပဲ့တင်ထထွက်လာပါတယ်အပေါ်ကကုန်းဘက်ကအချိန်ဝန်းများစွာနဲ့ပြုတ်ကွဲလာပါတယ်ကန့်တက်ချက်တွေရဲ့30ရာခိုင်နှုန်းလောက်ကပျက်စီးသွားပါတယ်ကျုပ်က၃နာရီလိုအပ်တယ်ဝလင်းကမျက်လုံးကိုဖွင့်ပြီး function man ကိုကြည့်လိုက်ပါတယ်ရှင် ဖန်ရှမ်းမန်ကဒေါသတကြီးနဲ့ပြုံးလိုက်ပြီးခနာအကြမှာသူမကပြင်းထန်စွာနဲ့လက်ထွက်သွားပါလေ။သူမရဲ့လက်တရားလက်တစိတ်တစ်ခုကိုဖွဲလိုက်ပြီးဒူရီယာအလွန်အားနဲ့အယောင်9ပါးအလင်းတန်းနေရာကိုထွက်ပေါ်လာပါလေ။ဝင်းလင်းကသူ့ရဲ့နှလုံးသားကိုတညံအောင်လှုပ်ထားလိုက်ပါလေ။သူကအစားထိုညီမနှစ်ယောက်ကိုဒီလိုဆက်ဆက်မှမဟုတ်ပါဘူး။ဒိုးရရင်သူတို့ကသူ့ကိုအရင်ဦးဆုံးအကြံစီထုတ်ခဲ့တာပါ။ဝင်းလင်းကသူ့ကိုမထိပါရင်သူကလည်းသူများကိုမထိပါဘူးဆိုတဲ့စီးမြင့်ကိုအမြဲတမ်းလိုက်နာပါလေ။အခုသူကအသာစီးရနေပြီဖြစ်လို့သူကဒါကိုအလွယ်တကူနဲ့လက်လွတ်လိုက်မှမဟုတ်ပါဘူး။ဒါအပြင်ထိုနေရာကန့်သက်ချက်တွေက ာသူ့အတွက်လည်းအလွန်အမအသုံးဝင်ခဲ့ပါတယ်။အလွာနလွာကိုဖောက်ထင်းပြီးရနောက်မှာဝယ်လင်းရဲ့ကန့်သက်ချက်ကြီး၄ခုကပြည်စုံလူနီးပါးဖြစ်သွားပါတယ်။အနှစ်သာရတစ်ခုကိုဖန်တီးဖို့သူတို့အားလုံးကိုပေါင်းစပ်ဖို့သူကအနေငယ်သာလိုအပ်ပါတော့တယ်။တတရအလွာပေါ်ကကန့်သက်ချက်အများစုကဝယ်လင်းအရင်ကမတွေ့ဘူးတဲ့အရာတွေပါ။သူကလေးလာနေရင်ကန့်သက်ချက်တွေအပေါ်သူ့ရဲ့နားလည်နိုင်စွမ်းကခုန်ပြန်ကျော်လွှားပြီးတော့တိုးတက်လာပါတယ်။အချိန်ရဖြည်းဖြည်းချင်းကုန်ဆုံးသွားပါတယ်။ဒုတိယအလွာမိုးချိမ့်တန်လိုတုန်ဟီးမှုတွေဆက်လက်ပြင့်တင်ထက်ထွက်နေပါတယ်။အကွဲတန်ကြီးကပြန့်နေလာပြီးဒုတိယအလွာလုံးလုံးပြုတ်ကွဲသွားပါတယ်။ဖက်ရှင်မန်ရဲ့ခ န်တာတုံ့ဝင်သွားပြီး"သူမသွေးများအန်ထုတ်လိုက်ရပါတယ်။သူမခြေလန်းနိုင်ငံနောက်ဆုတ်လိုက်ပြီးမှပြုတ်ကွဲသွားတဲ့ဒုတိယအလွာနဲ့အယောင်ခွန်တစ်ပါးအလင်းတန်းကလျင်မြန်စွာနဲ့ပြန်နှံ့လာပါတယ်။"ထိုအချိန်လေးမှာပဲဝလင်းကရုတ်တရက်မျက်လုံးကိုဖွင့်လိုက်ပါတယ်။သူ့ရဲ့လက်တွေကလက်တစိတ်တစ်ခုကိုဖွဲလိုက်ပြီးအပေါ်ဘက်ကိုဝင်ရမ်းလိုက်ပါတယ်။တတိယအလွာပေါ်ကကန့်သက်ချက်အလုံးကပိုက်ကွန်တစ်ခုဖြစ်ဖွဲ့စည်းပြီးအပေါ်ကိုပြန်တက်သွားပါတယ်။မကြခင်မှာပဲဝလင်းရဲ့ခန္ဓာကတတိယအလွာနဲ့စရုထအလွာစီကိုနှိမ့်မြုပ်ဆင်းသက်သွားပါတယ်။သူကစရုထအလွာလေးကိုဝင်ရောက်သွားတဲ့အခိုက်အတန့် function man နောက်ကနေလိုက်ဝင်လာပါတယ်။ဝိညာဉ်နဲ့စိုးတင် ော်ရဲ့စရုထားအလွာထဲမှာမြူခိုးအမြောက်များရှိနေပါတယ်။ထိုမြူခိုးတွေကလူတယောက်ရဲ့နှဖျားအယုံနဲ့အမြင်အယုံကိုအနှောက်ယှက်ပေးပါတယ်။သူကဒုတိယအလွာကိုဖောက်ထွင်းနေပြီ။ကျမကသူ့ကိုရက်တန့်ဖို့ကြိုးစားနေတော့သူ့ကိုနှစ်နာရီအချိန်ဆွဲထားနိုင်တာအများဆုံးပဲ။ရှင်ကတတိယအလွာကိုနားလည်သွားနေတော့သူကဒါကိုဖောက်ထွင်းဖို့အတွက်တနာယူပဲအချိန်လိုအပ်လိမ့်မယ်။ဝယ်ရင်ရှင်ကတကယ်တမ်းဘာလို့လိုချင်နေရလဲ။ ကျမရှင်းအပေါ်ကိုအကျံစီထုတ်ခဲ့တာကိုဝန်ခံပါတယ်ဒါပေမဲ့ဒါကျမတို့ရဲ့ဘုံရည်ရွယ်ချက်အတွက်ပဲရှင်ကရှင်ရဲ့သွေးချိန်ဆိုခြင်းကိုကျမစီကိုပေးရရမှာဖြစ်ပေမဲ့ကျမကလည်းကျမရဲ့သွေးချိန်ဆိုခြင်းကိုရှင်စီကိုပေးရရမှာပဲကျမကရှင်ကိုထိခိုက်နိုင်တာမှမဟုတ်တာအခုကျမတို့ကဒီချိန်နေရောက်နေမှာတော့ကျမတို့ကသွေးချိန်ဆိုခြင်းရဲ့အပြန်အလှန်လဲလေတင်ပြီးရှင်ကတင်းမောရဲ့ထိန်းချုပ်ခွင့်ကိုဆွန့်လွတ်တင်ပြီးဒီနည်းနဲ့သာဆိုရင်ကျမတို့မှာတိုက်ခိုက်မှုအတွက်အခွင့်အရေးတစ်ခုကရှိလာနိုင်တယ် function man ကစိုးရင်ဖူပန်ဒီပုံနဲ့စရုပ်ထအလွာပေါ်မှာရှိနေတဲ့ဝင်လင်းကိုကြီးလိုက်ပါတယ်ဝင်လင်းကလည်း function man ကိုပြန်ကြီးလိုက်ပြီးအချိန်တော်ကြာမှသူကရုတ်တရက်ရင်မောလိုက်ပါတယ်ခမရအခုချိန်ထိနော်ကျုပ်ကိုလိမ်ဖို့အတွက်စူးစမ်းနေတော့မယ်ကျမရှင့်ကိုလိမ်နေဟုတ်လား function man ရဲ့မျက်လုံးတွေကငါကျင်မှုကိုဖော်ပြနေပါတယ်သူမအပေါ်ကတတရအလွာကိုမော့ကြည့်လိုက်တော့တင်းခဲ့တဲ့အကွဲချောင်းတစ်ခုကပေါ်လာပါတယ်ဝင်လင်းကတပင်းတစ်ချက်ကိုချလိုက်ပါတယ်သူကသူ့အပေါ်မှာပေါ်လာတဲ့အကွဲချောင်းတွေကို view site ပုံမရပါဘူးသူကသူမကိုကြည့်ပြီးဖြည်းဖြည်းချင်းပြောလိုက်ပါတယ် ခမောင် function မှာမဟုတ်ဘူးရှင်ရဘောင်းဆိုလို့ပါလေ။ तू မဝင်လင်းကိုစိုက်ကြည့်လိုက်တော့ तू မရဲ့မျက်နှာအမူအရာရုတ်တရက်တည်ငိမ်သွားပါလေ။ခမောင် function လို့တကယ်တော့ကျုပ်ကဒီလေသေးကိုဝင်လာတဲ့အချိန်တည်းကခမောင်ကျုပ်ပေါ်မှာအကြံစီထုတ်နေခဲ့တာ။ကျုပ်ကသာသွေးချိန်ဆိုခြင်းကိုပေးရခဲ့မယ်ဆိုရင်ဒီကိစ္စတွေထဲကတခုမှဖြစ်လာမှာမဟုတ်ဘူးလို့ဖြစ်နိုင်တယ်။ဒါပေမဲ့ခမောင်ကျုပ်ကဒါကိုပေးရမှာမဟုတ်မှာကိုစိုးရိမ်နေတယ်။ ဒါကြောင့်ခမားအဲ့ဒီသွေးတလုံးကိုအန်ထုတ်လိုက်တယ်ခမားကျုံမသိတဲ့နီလန်တစ်ခုကိုအသုံးပြီးခမားရဲ့ပုံသဏ္ဍာန်နဲ့အချိန်ဝါကိုပြောင်းလဲခဲ့တယ်ကျုပ်ကခမားကို function man လို့ထင်သွားအောင်ပေါ့ဒီလိုအထင်လွဲမှုကြောင့်ခမားကျုပ်ကိုဒီလိုင်းကူကဘာရဲ့လိုဝတ်ချက်ကိုပြောပြခဲ့တယ်ဒါမှလည်းကျုပ်ကခမားကို function man လို့ယုံကြည်သွားမှလေပြီးတော့ကျုပ်ကကန့်သက်ချက်အလွာတွေကိုဖောက်ထွင်းနေတော့ခမားရဲ့တုံ့ပြန်မှုအချို့ကအစင်းမှန်နေဖြစ်ပေမဲ့အချို့ကတော့အတုယောင်နေပဲ ကျုပ်ကအရင်ကတော့ဒါကိုမတွေးမိခဲ့ဘူး။ဒါပေမဲ့အခုတော့ကျုပ်ကနားလည်သွားပြီ။ဝယ်လင်းကအမျိုးသမီးကိုကြည့်ရင်ဖြည်းဖြည်းချင်းပြောလိုက်ပါလေ။ထိုချိန်မှာတတရအလွာနဲ့မိုးချိမ့်တန်လို့တုံ့ဟီးမှုတစ်ခုကထွက်လာပါလေ။အရာအလုံးကပြုတ်ကွဲတော့မလို့အယောင်ခဏပါအလင်းနဲ့တူအကွဲကြောင်းနေရာပေါ်ထွက်လာပါလေ။ရှင်ကယူသွားပြီလား။ရှင်ပြောနေတာဘာတစ်ခုမှကျမကနားမလည်ဘူး။အမျိုးသမီးကမျက်မှောက်ကျုပ်လိုက်ပါလေ။နားမလည်ဘူး။ဒီနေရာကအရာအလုံးကအတုရောက်နေ။ ဒီဒုတိယလောတတိယလောစရုထလောအားလုံးကအတူရောက်နေခမားကလည်းအတူရောက်ပဲအယောင်ခုနှစ်ပါးတော့အစ်စ်ဖြစ်နိုင်ပေမဲ့ဒီတင်းမောပေါ်ကတယောက်ကအတူပဲဒါရှင်းလင်းလုံးနေတဲ့ပုံရင်အောင်ကဘာကြီးပဲတကယ်ကိုလက်တွေ့ကြလုံးနေပုံရင်အောင်ကဘာကြီးပဲငါဝန်လင်းရအရင်ရအလားတူနီးပညာတွေကိုကြုံတွေ့ဘူးပေမဲ့ဒီလောက်ကြောက်စရာကောင်းလောက်လက်တွေ့ကြတဲ့တခုကိုဘယ်တော့မှမကြုံခဲ့ဘူး အမျိုးသမီးကခဏတာထိတ်လန့်သွားပုံရပါတယ်ပြီးတော့သူမခါတီးတဲ့အပြုံးကိုပြုံးလိုက်ပြီးခြေလန်းနေငယ်နောက်ဆုတ်လိုက်ပါတယ်သူမဝင်လင်းကိုကြည့်ရင်မြုံချီနိုင်တဲ့အမူအရာကိုပြလိုက်ပြီးခါတီးစွာနဲ့ပြောလိုက်ပါတယ်အတူဟုတ်လားဝင်လင်းရှင်ရတကယ်ပဲယူသွားတာရှင်ရှင်ရသွေးချင်းဆိုချင်းကိုမလဲလဲချင်းဘူးဆိုရင်ထားလိုက်ပါ ဒါပေမဲ့ရှင်ကအရာအလုံးကိုအတုလို့ပြောနေတယ်။ဝလင်ရဲ့မျက်လုံးထဲမှာအေးဆမှုကဖြစ်ပြေးသွားပြီးသူ့ရဲ့ညာဘက်လက်ကိုမြှောက်လိုက်ကပြုတ်ကွဲနေတဲ့တတိယအလွာစီကိုထုရိုက်ချလိုက်ပါလေ။ထိုထုရိုက်နှမှုကတတိယအလွာကိုပြုတ်ကွဲသွားစေပြီးအယောင်ခွနပါအလင်းတန်းကထိုဖောက်ဝင်ရောက်လာကစရုထအလွာကိုလွှမ်းခြုံသွားပါလေ။တစ်ချိန်တည်းမှာပဲအယောင်ခွနပါတောက်ပညာရှင်ရဲ့ပုံရိပ်ကနီးကပ်လာပါလေ။ ရှင်ကဘာလုပ်နေရလဲထိုအမျိုးသမီးရဲ့မျက်လုံးကပြူးကျက်လာပြီးတုံလုံးမှုနဲ့ပြင်းထန်နေပါလေမျက်စိတမိတ်အတွင်းမှာသူမပေထောင်ပေါင်းများစွာနောက်ဆုတ်လိုက်ပါတယ်သူမရဲ့လက်ကလက်တစိုက်ကိုဖွဲလိုက်ပြီးအယောင်ခုနှစ်မျိုးအလင်းတက်နေရသူမရဲ့ခန္ဓာကိုဝင်းရံသွားပါတယ်ဒါရှိခုနှစ်လက်ကလည်းပေါ်လာပြီးသူမရဲ့ပက်လက်မှာလှည့်ပတ်နေပါတယ်အီယာမအရေးကြီးတစ်ခုကသူမရဲ့နောက်ခွေ့မှာပေါ်လာပါတယ်ထိုရာတော့အယောင်ခုနှစ်မျိုးပန်းတပွင့်ဖြစ်ပါတယ်ထိုရာမကောင်းဆိုးဝါးဆဆန်ပွင့်လန်းနေပြီးဆွဲဆောင်မှုရှိတဲ့ရေနံကိုလည်းထွက်လွတ်နေပါတယ်ဝန်လင်းရဲ့အမှုရာကတော့ပြောင်းလဲမသွားပါဘူးသူကအဲ့နေရာမှာမလုံးမရဲ ရက်နေပြီးတတိယအလွန်အားနေထွက်လာတဲ့အယောင်9မျိုးတောက်ပညာရှင်ကိုကြည့်လိုက်ပါတယ်အယောင်9မျိုးတောက်ပညာရှင်ရဲ့အမူအရာခန်းစားချက်ကင်းမဲ့နေပြီးသူကသူ့ရဲ့ညာဘက်လက်ကိုမြှောက်လိုက်ပါတယ်တောက်ပါတဲ့နေတလုံးကသူ့ရဲ့လက်ထဲမှာပေါ်လာပါတယ်နေလုံးကမကြည့်ပါဘူးသူ့ရဲ့လက်ဖွားရွယ်စားလောက်ပဲရှိပါတယ်ဒိုးရတဲ့အိတ်ကနေထွက်လွတ်လိုက်တဲ့အလင်းနဲ့အပူချိန်ကတော့တကယ်နေအစ်စ်တလုံးလို့ပါပဲ ဝန်လင်းရဲ့စပင်တွေကချက်ချင်းပဲမီးလောင်စာပြူလာပြီးပြင်းထန်တဲ့နာကျင်မှုတွေကသူ့ရဲ့ခန္ဓာထဲကိုပြင်းထန်လာပါတယ်ပြင်းထန်တဲ့နာကျင်မှုတွေကြောင့်သူ့ရဲ့ခန္ဓာကိုယ်နေလုံးကအေးပျော်ကြစီတော့မလို့သူ့ရဲ့အမူအရာရှုပ်ထွက်သွားပါတယ်ဒိုးပါရင်သူ့ရဲ့အကြည့်တွေကအစ်ဆက်တင်ငင်နေတော့မှဘာပြောင်းလဲမှုမှမရှိပဲနေလုံးကိုသူ့အနာကိုတိုးကပ်ခွင့်ပြုလိုက်ပါတယ်အဝေးတစ်နေရာမှာတော့နေလုံးကဝန်လင်းကိုဝါမြူသွားချိန်မှာအမျိုးသမီးကမင်းုံကြည်နိုင်မှုတွန်လုံးမှုတွေနဲ့ပြင်းထန်နေပါတယ်ဒါဒါကဘလို့လုပ်ပြီးတော့ဖြစ်နိုင်ပါလဲသူကယူနေပြီသူကတကယ်ကိုပဲယူနေပြီ ဒိုးရတဲ့နောက်တစ်ခဏမှာတော့အမျိုးသမီးရဲ့မျက်လုံးတွေကပြူးကျက်လာပြီးရှေးကိုစိုက်ကျင်ရင်အော်ဟိလိုက်မိမတက်ဖြစ်သွားပါတယ်နေလုံးထဲမှာတည်ဆုံးသွားတဲ့ဝင်လင်းကပြန်ထွက်လာပါတယ်သူ့ရဲ့စပင်တွေကအနေငယ်လေးနောက်မှာမလောင်ကျွမ်းသွားပါဘူးသူ့ရဲ့ဝစ်စားတွေကလည်းမပြတ်စည်းသွားပါဘူးပြီးတော့သူကပင်မနှွမ်းတဲ့နေပုံလည်းမရပါဘူးအဲ့ဒီစားသူကအိဆက်တင်ငိန်တင်ငိန်နေပါတယ် ဒါတွေအလုံးကအတူရောင်နေပဲဝလင်ကသူ့ရဲ့မျက်လုံးကိုမှိတ်လိုက်ပြီးညာဘက်လောက်ကိုဝင်ရလိုက်ပါတယ်အယောင်9မျိုးအလင်းတန်းကပြက်ကွက်သွားပါတယ်နေလုံးကလည်းပြက်ကွက်သွားပါတယ်အယောင်9မျိုးတောက်ပညာရှင်ကလည်းပြက်ကွက်သွားပါတယ်စရုထကုံဘက်ကလည်းပြက်ကွက်သွားပါတယ်တတိယနဲ့ဒုတိယကုံဘက်အလွာတွေကလည်းပြက်ကွက်သွားပါတယ်နောက်ဆုံးပြက်ကွက်သွားတာကတော့အဲ့ဒီအမျိုးသမီးပါသူမရဲ့မျက်နှာမှာမြုံကြည်နိုင်မှုရှုပ်ထွေးမှုတွေနဲ့ပြင်းထန်နေထိုနေရာကနေပြက်ကွက်သွားပါတယ်ဝလင်ကမျက်လုံးကိုဖွင့်လိုက်ပါတယ် သူကမျက်လုံးကိုဖွင့်လိုက်တဲ့ခဏမှာပဲသူမြင်လိုက်ရတာဝိညာဉ်နဲ့ဆိုးတင်မောရဲ့ပထမဆုံးကုန်းပတ်ပါရွတ်တိုင်းပေါ်ကရွက်လွင်းကလွင့်တလူလူဖြစ်နေပြီးရွက်လွင်းပေါ်ကတဆေမျက်နှာမှာထူးဆန်းတဲ့အပြုံကရှိနေပါတယ်ဝက်လင်းကတော့ပထမကုန်းပတ်မှာထိုင်နေတော့မှရှင်းဟောင်းအရှိတ်ကလည်းသူ့ရဲ့ပက်လေမှာရှိနေတော့မှသူနဲ့မလန်းမကန်းမှာထိုင်နေတဲ့အမျိုးသမီးကလည်းမျက်လုံးကိုဖွင့်လိုက်ပါတယ်သူမရဲ့မျက်လုံးနဲ့ထဲမှာလည်းနဆိုင်နဲ့ရှုပ်ထွေးမှုကပြင်းထန်နေခဲ့ပါတယ်ဒါရီအလုံးကပုံရုံတက်တက်ဆိုတာမင်းကိုယ်တိုင်တော့မသိခဲ့ဘူးပဲ ဝလင်းကတင်မောပြင်ပတ်ကိုလက်ကြည့်လိုက်ပါတယ်အလွာလိုက်အကာဝေတွေကတင်မောရဲ့ပလက်မှာရှိနေတော့မှာအယောင်9မျိုးအလင်းတန်းဒါမဟုတ်အယောင်9မျိုးတောက်ပညာရှင်ရဲ့အရေးယုံကလုံးဝမရှိတော့ပါဘူးဒူမောင်အောင်မအတူရောင်ပဲလားဝလင်းကတိတ်တဆိတ်နဲ့ထားရလိုက်ပြီးသူ့ရဲ့ညာလက်ကိုဝင်ရလိုက်ပါတယ်ရှင်းဟောင်းအရေးကပျောက်ကွယ်သွားပါတယ်သူကပဝင်းချင်းကိုတစ်ချက်ကြည့်လိုက်ပြီးမှနောက်ဆုံးမှတင်မောရွတ်တိုင်ပေါ်ကရွှေလင်းကိုကြည့်လိုက်ပါတယ်ဘာဖြစ်သွားလဲ အဲ့ဒီအချိန်မှာအမျိုးသမီးရဲ့မျက်လုံးခဲရရှုပ်ထွေးမှုကပြတ်ကွက်သွားပြီးဝင်လင်းကိုစိုက်ကြည့်လိုက်ပါတယ်ပြီးတော့သူမပဝင်ချင်းကိုရုတ်တရက်ကြည့်လိုက်ပါတယ်အရာအားလုံးကိုရှင်းရှင်းလင်းလင်းနဲ့မြင်ရပြီးတဲ့နောက်သူမရဲ့မျက်နှာအမူအရအကြီးအကျယ်ကိုမှပြောင်းလဲသွားပါတယ်မဟာဝိညာဉ်ပုံရင်းအောင်အဆင်မပြေ ဒါအမတော်ရဲ့အပြင်းထန်ဆုံးသောနီးပညာပဲအယောင်ခုနှစ်မျိုးတက်ဖို့အတွက်ငေါ့နောင်မှာဒီနီးပညာတွေကိုထည့်သွင်းထားရလားထိုအမျိုးသမီးကတော့ function လူဖြစ်ပါလေသူမထားရလိုက်ပြီးခြေလမ်းအနှဲငယ်ရိုင်းနေစွန်နဲ့နောက်ဆုတ်သွားပါလေပြီးတော့သွေးတစ်ပုဒ်ကိုအန်ထုတ်လိုက်ပါလေအယောင်ခုနှစ်မျိုးတောက်ပညာရှင်ရောက်လာတာအတူရောင်ပဲသူကငါတို့ဒီနေရာအထိတကယ်ကိုလိုက်လာနိုင်ခဲ့တယ်ဒါပေမဲ့သူကငါတို့ရဲ့အရှိမပုံမလာနိုင်ခဲ့ဘူးဝန်လင်းရဲ့အကြည့်တွေကရွှေလင်းပေါ်ကတစင်မျက်နှာပေါ်မှာရှိနေတော့မှာ မင်းတို့ညီအမနှစ်ယောက်ကအတူစိတ်ဝင်စားဖို့ကောင်းတာပဲအရာအလုံးကမင်းတို့ရဲ့တွက်ချက်မှုထဲမှာရှိနေတယ်လို့ထင်နေတာသွေးချိန်ဆိုခြင်းကိုငါစီယာရဖို့အတွက်မင်းတို့ကငါ့ကိုအလင်းရောအမောင်ရောနေပါချင်းချောက်ပြီးတော့ဒီနေရာကိုခေါ်လာခဲ့တယ်မင်းရဲ့အမတော်ကပို့ပြီးတော့ထက်မြက်တယ်ငါဒီနေရာကိုဝင်လာတဲ့ခဏမှာပဲသူက ပုံရင်းောက်ကဘာတစ်ခုကိုဖန်တီးခဲ့တယ်သူကငါတို့ဒီနေရာရောက်လာအောင်အယောင်ခုနှစ်မျိုးတောက်ပညာရှင် လိုက်လာတဲ့ပုံစံကိုဖန်တီးခဲ့တယ်။ပြီးတော့သူကမင်းမသိအောင်တော့လုပ်ခဲ့သေးတယ် ငါပိတ်ပင်တာစီမှုအစီရင်အချို့ကိုလေ့လာဖို့အတွက်ပြင်ဆင်နေတုန်းမှာသူကပုံရင်းအောင်ထဲမှာပုံရင်းအောင်တစ်ခုကိုထပ်ပြီးတော့ဖန်တီးခဲ့တယ်ဒါကြောင့်ငါမမြင်နိုင်ခဲ့ဘူးအဲ့ဒီပုံရင်းအောင်ထဲကပုံရင်းအောင်ထဲမှာသူကသွေးချိန်ဆိုခြင်းကိုငါစီရနေရယူနိုင်လို့နေပါဖြစ်ခဲ့တယ်ထပ်မြက်တယ်ငါဝင်လင်းရတသက်မှာမရေမတွန့်နိုင်တဲ့လူတွေနဲ့တွေ့ဆုံခဲ့ဘူးလေငါရဲ့နှလုံးသားထဲမှာငါ့ကိုကြောက်ရွံ့စေခဲ့တဲ့လူကတယောက်ပဲရှိတယ်အခုတော့နောက်တစ်ယောက်ကထပ်တိုးလာပြီအဲ့ဒါမင်းရဲ့အမတော်ပဲ ဝက်လင်းကတည်ငြိမ်နေပါတယ်သူ့ရဲ့စကားထဲမှာစိတ်ခံစားမှုကမပါဝင်ပါဘူးဖန်ရှင်လူရဲ့မျက်နှာကတေလောင်းဖြူဖြောနေပြီဖြူဖြဲခဲသမျှအရာအလုံးကိုတေချာပြန်စင်းစားလိုက်ပါတယ်သူမရဲ့အမှုရာဖြူဖြဲနဲ့မှန်းညွှန်းလာပါတယ်ဝက်လင်းပြောခဲ့တာတွေကအမှန်တရားဖြစ်ကြောင်းသူမကတေချာသွားပါတယ်သူမကတကယ်ပဲသူမအမတော်ရဲ့ပုံရောက်ထဲကိုကြောက်သွားခဲ့ပါတယ်မင်းရဲ့အမတော်မှာဒီလောက်အားကောင်းတဲ့ပုံရောက်နီးပညာရှိနေရကြောင်းမဟာဝိညာဉ်ခံရမတိမျိုးကျက်တာကုန်းမြေကြီးမှာပုံရဲ့ရောက်နီးပညာတွေနဲ့ကြော်ကြားတယ်လို့ငါခံမှန်းမိတယ် ပုံရိပ်ရောင်လေးပုံရိပ်ရောင်ဝန်လင်းကအတောက်ပြပြန်ရှူသွင်းလိုက်ပါလေ function လူကလည်းခဏလောက်စဉ်းစားပြီးရှုပ်ထွေးတဲ့အကြည့်နဲ့ဖင်းချင်းစွာစကားဆိုလိုက်ပါလေမဟာဝိညာဉ်ခိုင်ရာတကယ်ကိုပဲပုံရိပ်ရောင်ဤပညာတွေနဲ့အကျော်ကြားဆုံးပါလူတိုင်းကအဲ့ဒါကိုသင်ယူဖို့အတွက်အရေးချင်းမမီဘူးငါအမားတော်မှာအရေးချင်းရှိပြီးသူကနှစ်ထပ်ပုံရိပ်ရောင်အဆင့်ထိကိုကျင့်ကြံပြီးနေပြီး မင်းရဲ့အမတော်ဟာအယောင်ခုနှစ်မျိုးကောင်းကင်ဧကရေရဲ့လက်ထဲမှာတည်ဆုံးသွားခဲ့ပြီးမင်းရဲ့ဆရာပြန်လဲအသက်သွင်းပေးခဲ့တယ်လို့မင်းရပြောတော့မှမင်းရလိန်ခဲ့တယ်လို့ငါယုံကြည်တယ်သူကမတည်ခဲ့ဘူးသူ့ရဲ့ပုံရင်းရောင်ကအယောင်ခုနှစ်မျိုးကောင်းကင်ဧကရေကိုလှည့်စားခဲ့တာဖြစ်နိုင်တယ်အဲ့နှစ်ယောက်ကြားမှာဖြစ်ပျက်ခဲ့တာတွေဟာမင်းပြောသလိုမဟုတ်ခဲ့တာတော့ဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ကိစ္စတွေကိုငါစိတ်ဝင်စားဘူး ဝယ်လင်းကစကားပြောရင်ခြေတလန်းထိုးပြီးရွတ်တိုင်နာကိုရောက်သွားပါလေသူ့ရဲ့မျက်လုံးကအစ်ဆက်သွားပြီးရွတ်တိုင်ကိုဆွဲဖဲချလိုက်ပါလေဒီရတနာကိုငားယူမယ်ထိုးချိန်မှာမတင်မျိုးကျက်တာကိုမြင့်ကြီးပေါ်ကရေခဲဖုံးလန်းနေတဲ့တောင်တထောင်မှာအမျိုးသမီးတယောက်ကရုတ်တရက်မျက်လုံးကိုဖွင့်လိုက်ပြီးသူ့တပုတ်ကိုအန်ထုတ်လိုက်ရပါလေသူမရဲ့မျက်လုံးတွေဟာတုံလုံးမှုနဲ့ပြင်းထန်နေပါလေသူကငားရဲ့မဟာဝိညာဉ်ပုံရုံအစ်စ်ကုန်တော့ဖြစ်စည်းသွားနိုင်တယ် တချိန်တည်းမှာပဲတင်းမောရှိနေတဲ့ထိုထူးဆန်းတဲ့လီဟာနေရဲ့အခြားတနေရာမှာအယောင်ခုနှစ်မျိုးတာဝပညာရှင်ကကြမ်းကြုတ်တဲ့တားရဲလုံးများစွာဂျားထဲမှာထိုင်နေပါတယ်သူရဲ့အမူအရာတစ်ခါတည်းရန်နာကျင်မှုကိုပြသပြီးတစ်ခါတည်းရန်မှာစိတ်လှုပ်ရှားမှုကိုပြသနေပါတယ်ဒီလိုထူးဆန်းတဲ့အမူအရာမျိုးကသူ့စီမှာရှာရှာပပမသာပေါ်လာတတ်ပါတယ်သူနောက်မှထိုနေရာကိုဝင်လာတဲ့ခဏမှာပုံရင်းအောင်ထဲကိုဝင်ရောက်သွားခဲ့ပါတယ်ဒါမှမဟုတ်သူကစာနာလျောက်ဝင်ရောက်သွားခဲ့တယ်လို့ပြောတာပုံပြီးတော့မှန်ပါလိမ့်မယ်မဟုတ်ဘူးဆိုရင်တော့သူ့ရဲ့ကြင်ကြံမှုအစဉ်က function မှန်ထန်နေကြနေပေမဲ့ထွက်သွားဖို့ကမခက်ခဲပါဘူးသူက ကနေသူကဘာကြောင့်ပုံရင်းအောင်ထဲမှာစက်နေချင်းပြီးမနှိုးထချင်သေးလဲဆိုတာကိုတော့သူတယောက်တည်းပဲသိပါတယ်။ဝလင်းကတဆေမျက်နှာရွက်တိုင်ကိုဆွဲဖြဲလိုက်ပါတယ်။သူကတဆေမျက်နှာကိုအသေးချာကြည့်လိုက်တော့တဆေမျက်နှာကလည်းသူ့ကိုပြန်ပြီးတော့စိုက်ကြည့်နေပုံပါပဲ။ function မှာမတင်မျိုးချက်တာကိုမြင့်ကြီးလို့အဝေးတနေရာမှာရှိနေရင်နဲ့တော့မှသူမမဟာဝဉ္ဇဉ်ပုံရင်းအောင်အစ်စ်ကိုအသုံးပြုနိုင်ပြီးနှစ်ထပ်ပုံရင်းအောင်အစ်စ်ကိုရောက်ရှိနိုင်တဲ့အကြောင်းရင်းကထိုရွက်တိုင်ကြောင့်ပါ။ဝလင်းကထိုပုံရင်းအောင်ထဲကပုံရင်းအောင်ကိုမဖြတ်စည်းခင်မှာတဆေမျက်နှာကိုဘလို့ကြည့်မိလိုက်လဲဆိုတော့ရှင်းရှင်းလင်းလင်းမှတ်မိနေပါတယ်။အဲ့နောက်မှသူ ူကပုံရောင်ကိုမဖြတ်စည်းနိုင်ခင်အထိလုံးဝပိတ်မိသွားခဲ့ပါတယ်ပြီးတော့သူကမျက်လုံးကိုဖွင့်လိုက်တဲ့အချိန်မှာပဲသူကတစိမ်မျက်နှာကိုကြည့်နေတော့မှာအဲ့ဒီပုံရောင်ထဲကအရာအလုံးကဝန်လင်းကတစိမ်မျက်နှာကိုကြည့်လိုက်တဲ့တခဏလေးအတွင်းမှာဖြစ်ပြသွားခဲ့တယ်လို့ပါပဲဘေးမှာတော့ function လူကခဏလောက်တိတ်ဆိတ်စွာနဲ့စဉ်းစားပြီးမှဖြည်းဖြည်းချင်းပြောလိုက်ပါတယ်သာကျမတို့မဟာဝိညာဉ်ကိုင်းရဲ့ယတနာဖြစ်တယ်လို့ဝိညာဉ်နှစိုးတင်မောရဲ့အဓိကဝိညာဉ်ရွတ်တိုင်လည်းဟုတ်တယ်မင်းတို့ညီမနှစ်ယောက်ကြားကိစ္စကိုငါစိတ်ဝင်စားဘူးသွေးချိန်ဆိုခြင်းကိုလည်းလဲလေဖူးအောင်မလိုအပ်ဘူး ငါတို့မှာတူညီတဲ့ရည်မှန်းချက်ကရှိနေပြီတကယ်လို့နောက်ကွယ်မှာအခြားရည်ရွယ်ချက်ကမရှိနေဘူးဆိုရင်ငါတို့ကပူးပေါင်းလို့ရတယ်ဒါပေမဲ့မင်းရဲ့အမတို့ရဲ့အရင်ကအပြုတ်မှုက အတော့ကိုစိတ်ဝင်စားစရာကောင်းတယ် ဖြစ်ဖြစ်ခဲ့တဲ့မကျင်တတ်စရာကိစ္စတွေအတွက်ရော်ကျေးရင်နေနဲ့ဒီတစေရွတ်တိုင်နဲ့ဒီဝိညာဉ်နှစိုးတင်မို့ငါယူသွားမယ်လို့သူ့ကိုပြောလိုက်ဝင်းလင်းကညာလက်ကိုဝင်းရမ်းပြီးရွတ်တိုင်ကိုသူ့ရဲ့တူလောင်နေရာထဲကိုထည့်လိုက်ရင် function လူကိုကြည့်လိုက်ပါတယ် function လူကတခခုကိုပြောချင်းပုံနဲ့ပါဇက်ကိုဟားလိုက်ပြီမဲ့နောက်ဆုံးမှတော့တိတ်ဆိတ်နေလိုက်ပါတယ်သူမကရှုပ်ထွေးတဲ့အမူအရာမျက်လုံးနေနဲ့တိတ်ဆိတ်စွာနဲ့ရက်နေပါတယ်မင်းကဒီတင်မို့ပေါ်ကနေထွက်သွားဖို့အတွက်မလို့ငါဒီတင်မို့ကိုမင်းစီမှာထားခဲ့လို့ရတယ်ငါလိုအပ်လာတဲ့အချိန်ကျရင် မင်းကိုယူလာဖို့အတွက်ငါခေါ်လိုက်မယ်။ငါတို့ကပုံရောက်ထဲမှာရှိနေတုန်းကမင်းပြောခဲ့တဲ့ရှေးဟောင်းရစ်ပလင်ကဒီတင်းမောပေါ်မှာရှိနေရတာ။ဝန်လင်းကစကားပြောလိုက်တော့သူ့ရဲ့မျက်လုံးထဲမှာအေးဆက်တဲ့အရေးအောင်ကပေါဝင်နေပါလေ။ function လူကလည်းအချိန်ကြာကြီးစဉ်းစားပြီးမှခေါင်းကိုခံရလိုက်ပါလေ။သူမကလက်ကိုမြောက်လိုက်တော့ကြောက်စင်းပြတစ်ချက်ကဝန်လင်းစီကိုပြန်တန်းလာပါလေ။သူကအဲ့ဒါကိုဖမ်းယူလိုက်ပြီးအတွင်းထဲမှာမြေပုံတစ်ခုကရှိနေတာကိုတွေ့လိုက်ရပါလေ။ဒီနေရာရဲ့လီဟာနေထဲမှာမရေမတွန့်နိုင်တဲ့ကြမ်းကျုပ်သားရဲတွေဟာရှိနေတယ်။ ီလီဟာနေရလှိုင်ခူထဲမှာဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲကြောင့်ပေါ်ပေါက်လာခဲ့တာတနည်းနည်းနဲ့ထူးဆန်းတဲ့ကဘာတစ်ခုနဲ့တွားပြီးတော့ချိတ်ဆက်နေတယ်ရှင်ရသာမြေပုံအတိုင်းလိုက်သွားရင်ရှင်ဟောင်းရစ်ပလင်တစ်ခုကိုတွေ့ရနိုင်မယ်ဒီကြောက်စင်းပြားထဲမှာနီးပညာတစ်ခုကလည်းပါတယ်ဒါဟာပုံရင်းအောင်ထဲမှာတော့ကကျမကပြောခဲ့တဲ့တတိယဝိညာဉ်ကိုဝါမြူနိုင်တဲ့နီးပညာပဲ ်ရှင်ကအဲ့ဒါကိုတေချာလိလာတင်တယ် function လူကအဝေးကိုလှမ်းကြည့်ရင်ညင်သာစွာနဲ့ပြောလိုက်ပါတယ်သူမရဲ့အကြည့်ထဲမှာအင်ယုံလွမ်းဆွေးတဲ့အရေးယုံတွေအားပေါဝင်နေပါတယ်ဝင်လင်းကခဏလောက်စဉ်းစားလိုက်ပြီး function လူကိုလက်နှစ်ဖက်ဆုပ်ကယူတည်ပေးလိုက်ပါတယ်သူကထွက်သွားတော့မလို့ပြင်ဆင်နေချိန်မှာပဲ function လူရဲ့တွန်းညင်းတဲ့စကားတန်တွေကထပ်ပေါ်လာပါတယ်ငါရဲ့အမတော်ကလစားချီဖို့အရန်ကိုစိတ်ဆိုးနေရပဲငါ့အောင်တော်မှာအတုံးချခဲ့တယ်ငါတို့ကပူပေါင်းလို့ရတယ်ပြီးတော့ရှင်းကိုကူညီဖို့အတွက်ငါအကောင်းဆုံးစူးစမ်းပြီးမယ် ငါမှာတောင်းဆိုစရာတော့တစ်ခုပဲရှိတယ်။ရှင်ကမတိမျိုးကျက်တာကိုမင့်ကြီးကိုသွားတဲ့တကားကိုဖွင့်တဲ့အခါကျမကိုပါခေါ်သွားပေးပါ။ကျမကအိမ်ပြန်ချင်တယ်။ဒီလိုင်ခူကဖွင့်ဖို့ကအရန်ကိုခက်ခဲတယ်။တတရားဝိညာဉ်မှာပဲမှညာရှိပြီးကောင်းကင်တာဝူကဗမာရှိလဲဆိုတာကိုသိတယ်။ကောင်းကင်တာဝူကိုစင့်ခွန်နိုင်မှာပဲ။ရှင်ကအယောင်ခွန်းမျိုးကောင်းကင်ဧကရီရဲ့ကောင်းကင်နန်းတော်ကိုဝင်နိုင်မှာကောင်းကင်နန်းတော်ဟာအိတ်တုံးကမဟာစစ်ပွဲကြီးဖြစ်ပွားခဲ့တဲ့နေရာပဲအပြက်စီးတွေပဲကျန်တော့ပေမဲ့ အဲ့မှာမတိမျိုးကျက်တာကုံးမြေကြီးစီကိုဥတည်နေတဲ့တကားတစ်ချက်ကရှိနေတယ်။အဲ့တကားကိုဖွင့်တာဒီလိုင်းကူကိုဖွင့်လိုက်တာနဲ့အတူတူပဲ။ဝန်လင်းကရက်တန့်သွားပါတယ်။ခဏလောက်စဉ်းစားပြီးနောက်သူကမျောလင်းချမ်းမဲနေတဲ့ function လူကိုလှည့်ကြည့်ပြီးခေါင်းညှိလိုက်ပါတယ်။မင်းကငါဂရိပေးတယ်။ဝန်လင်းကဂရိတွေကိုရှာရှာပါပါမှသာပြတတ်ပါတယ်။ထိုးရသူတတိယအဆင့်ကိုရောက်ပြီးတဲ့နောက်ပထမဦးဆုံးချိန်ပေးတဲ့ဂရိပါ။ထိုးရဘာအကျိုးမြတ်တော့မှမဟုတ်ပါဘူး။ယုံကြည်မှုဒါမဟုတ်ဘာနဲ့မှမသက်ဆိုင်ပါဘူး။သူမှပြောလိုက်တဲ့စကားတသက်သက်ကြောက်ပါ။ငါအိမ်ပြန်ချင်တယ်။ ဖန်ရှန်လူကသူမရဲ့အောက်နှခမ်းကိုကိုက်လိုက်ပြီးဝင်လင်းကိုကြီးလိုက်ပါတယ်ဝင်လင်းရဲ့စကားကိုကြားပြီးရဲ့နောက်သူမကခေါင်းညှိလိုက်ပြီးသူမရဲ့ရှာပြားကိုကိုက်လိုက်ပါတယ်နီရဲနေတဲ့သွေးလုံးတစ်လုံးကိုထွေးထုတ်လိုက်ပြီးမြဲအဲ့ဒါချက်ချင်းပဲရွှေအောင်ပြောင်းသွားပြီးဝင်လင်းစီကိုပြတ်တန်းသွားပါတယ် ဒါကျမရဲ့သွေးချိန်ဆိုခြင်းပဲဝမ်လင်းကအိပ်ဖြူဖြော်ဖြော်ရွှေအောင်သွေးကိုဖမ်းယူလိုက်ပြီးသူ့ရဲ့ခန္ဓာထဲကိုထည့်သွင်းလိုက်ပါတယ်သူကလက်မကြည့်တော့ပဲထွက်သွားပါတယ်ဝမ်လင်းကတင်းမောပေါ်ပါပိတ်ပင်တားဆီးမှုအစီအနေကိုလေးလာဖို့ကမလိုအပ်တော့ပါဘူးနှစ်ထပ်ပုံရောက်အတွင်းရကဘာတကယ်ကဘာအစင်းနဲ့အတူတူပါပဲဝမ်လင်းကပုံရောက်ထဲမှာရရှိခဲ့တဲ့အသိပညာအလုံးကသူ့စီမှာကျင်ရင်းခဲ့ပါတယ် ဖန်ရှန်လူကပုံရင်ရောက်ထဲမှာဒဏ်ရာခဲ့ပြီးပုံရင်ရောက်ကပြည့်ပြည့်သွားပြီးရနောက်မှာလည်းအဲ့ထန်ရာတွေကရှိနေတုံးပဲဆိုတာနဲ့အတူတူပါပဲမဟာဝိညာဉ်ခံရဲ့ဤပညာတွေကတကယ်ကိုပဲထူဆန်းပြီးနားလေရခက်ခဲစေပါတယ်အဲ့ဒီတစေမျက်နာရွက်လွင်ကောင်းဝိညာဉ်နှစိုးတင်းမောအတွက်အဓိကရွက်တိုင်ပဲရွက်တိုင်ဟာဒီတစေမျက်နာတသက်ပဲမဟုတ်ဘူးအထဲမှာပိတ်ပင်ဒါစီမှုအစီရင်အများကြီးရပါဝင်နေတယ်အဲ့ဒီပိတ်ပင်ဒါစီမှုအစီရင်တွေထဲမှာဝိညာဉ်နှစိုးတင်းမောနဲ့ပတ်သက်တဲ့အရာအလုံးကလည်းပါဝင်နေတယ်ငါသာဒီရွက်တိုင်ကို တန်းစင်ကျင်ခိုင်းနိုင်ပိတ်ပင်တားဆီးမှုအစဉ်ကိုပို့ပြီးတော့ကျွမ်းကျင်လာလို့တင်မကောက်ပဲတင်းမိုးကိုထိန်းချုပ်ဖို့လဲအသုံးပြုနိုင်လိမ့်မယ် ဝင်လင်းရဲ့နဖျားအယုံကသူ့ရဲ့တူလွန်နေရာထဲကိုဝင်သွားပြီးရွက်လွင်းကိုဖြည်းဖြည်းချင်းတန်းစင်ကျင့်ခိုင်းလိုက်ပါတယ်။သူကတန်းစင်ကျင့်နေရင်တင်းမောကိုဘလို့ထိန်းချုံရမလဲဆိုတာကိုတဖြည်းဖြည်းနဲ့ပို့ပြီးတော့သိလာပါတယ်။အချိန်ကြာလာနဲ့အမျှသူကတင်းမောကိုအပြေးဝထိန်းချုံနိုင်စွမ်းရှိလာပါတယ်။ခဏကြာမှဝင်လင်းရဲ့မျက်လုံးကလင်းလက်သွားပြီးသူကရွက်တိုင်အကြောင်းစက်မတွေးတော့ပါဘူး။သူကလက်ကိုမြှောက်လိုက်ပြီးသူ့ရဲ့မျက်ခုံးကြားနေရာကိုထိလိုက်ပါတယ်။ရဲမောရဲ့သွေးသားငါရဲ့လက်ထဲမှာတည်ဆုံးခဲ့ပြီးငါရှေးအောင်သွေးဆက်ရှစ်ဆက်ကိုဆုပ်ယူခဲ့တယ်။ငါသာအရာတွေကိုပေါင်းစပ်နိုင် အဲ့ဒါငါရဲ့ရှေးအောင်ခံတာကိုပို့ပြီးတော့တံမာလာစေလိုက်မယ်အခုငါရစ်ပလင်ကိုတွားကြည့်အောင်မယ်အဲ့ဒီမှာကံကောင်းမှုအချို့ငါရှာတွေ့နိုင်တယ်ငါစိတ်ဝိညာဉ်လေးဟာနဲ့အဆင့်မှာရှိနေပြီမယ်စမ်းကျက်လေးဟာနဲ့အဆင့်ကျဉ်းကျဉ်းသူတွေနဲ့ရှင်လိုက်မယ်ဆိုရင်အားနေနေတော့မယ်ရှေးဟောင်းကောင်းကင်ဘုံနယ်ပယ်ရလဲပွင့်သွားပြီဘူကျုပ်လေးယောက်ကလည်းပေါ်လာပြီဆိုတော့ သူတို့ရဲ့ရည်မှန်းချက်ကတတိယဝိညာဉ်ကိုရှာဖွေဖို့ပဲဖြစ်ရမယ်။အဲ့ဒါဟာငါ့ကိုအလုရှုပ်တာကိုတက်တာစီပြီးတော့ဒါငါရဲ့ချင့်ချံမှုအဆင့်ကိုမြင့်တင်ဖို့အတွက်အကောင်းဆုံးအချိန်ပဲ။ဝင်လင်းကတဖြည်းဖြည်းနဲ့ပို့ပြီးတော့မြင်မြန်ရွေလျားကြီးနဲ့စဉ်းစားလိုက်ပါရင်သူ့ရဲ့နဖျားအယုံကပဝင်ကြည့်ုံတေချာအကဲခတ်ဖို့အတွက်ဖြန့်ချက်ထားလိုက်ပါရင်ကောင်းကင်ကလုံးဝမဲမောင်းနေပြီးတန်းချုပ်တဲ့တားရဲ့အချိန်မှတွေကနေရာတိုင်းမှာပြောင်းလဲနေပါရင်အဲ့ဒီတားရဲ့တွေကဝင်လင်းအတွက်တော့ချင်းချောင်းမှုမဟုတ်ပါဘူး။ သူရဲ့နဖေအယုံကဖြစ်တန်းသွားတဲ့ခဏမှာပဲသူတို့ကကြောင်းလန့်ကြားနဲ့နောက်ဆုတ်သွားကြပါတယ်။အဲ့ထူးဆန်းတဲ့လီဟာနဲ့ထဲမှာဝင်လင်းကရန်အိုးမှာသတိကြည်ကြည်ထားနေပါတယ်။ပဝင်းကျင်ရတာရဲတွေကသူ့အတွက်ချင်းချောင်းမှုမဟုတ်ပေမဲ့သူကမတိချားတဲ့အရာတစ်ခုပါရှိနေပါတယ်။ အဲ့ဒါကတော့အယောင်ခဏမျိုးတာဝပညာရှင်ကထိုးနေရာကိုရောက်လာခဲ့သလားမလာခဲ့ဘူးလားဆိုတာပါ။သူ့ရဲ့နဖျားအယုံကိုဖျက်ချထားပြီးမယ်။သူကအယုံအပြည့်ဝစူးစိုက်ထားပါလေ။ပုံမှန်မဟုတ်တဲ့တစုံတစ်ခုကဖျက်ပြက်ခင်းရင်သူကထွက်ပြေးပါလိမ့်မယ်။ထိုးရာအယံဦးမှာအနေရများပါလေ။ဒိုးရရင်သူကရစ်ပလင်စီကိုတွားပါမယ်။မတည်ချမှုတစ်ခုကြောင့်လည်းသူကလှုပ်ရှားဖို့အတွက်အယံဦးကိုကြောင်းလန့်နေခဲ့မယ်ဆိုရင်သူဒီနေ့ရှိနေတဲ့ကျင့်ကြံမှုအဆင့်ကိုရောက်ရှိနိုင်ခဲ့မှာမဟုတ်ပါဘူး။နိုင်ပေါင်းများစွာကြာပြီးရင်တော့ဝင်လင်းကရုတ်တရက်ရက်တန်းလိုက်ပြီးသူ့ရဲ့အမူအရာပြောင်းလဲသွားပါလေ။သူကတွန်းဆုံမနေပဲအလင်း ြန်နောက်ဆုတ်လိုက်ပြီးပျောက်ကွယ်သွားတော့မလို့ဖြစ်သွားပါတယ်ဒိုးဝါရင်သူကပျောက်ကွယ်သွားတော့မယ်ခဏမှာပဲသူကအာမေနိတန်ကိုပြုတ်လိုက်ပြီးရှေ့တက်တဲကိုစိုက်ကြည့်လိုက်ပါတယ်သူ့ရဲ့အမူအရာဒရဇက်ပြောင်းလဲနေပါတယ်သူ့ရဲ့နဖျားအယုံကကီလိုမီတာ3ပေါင်းများစွာအကွာဝေးမှာ မီးမတွန်းနိုင်တဲ့ကြမ်းကျုပ်တဲ့တားရဲအလောင်းတွေဂျားထဲမှာမလုံမရထိုင်နေတဲ့ပုံရော့တစ်ခုကိုသူကတွေ့လိုက်ရပါတယ်အဲ့ဒီပုံရဲ့အမူအရာတစ်ခါတည်းရန်ရှုပ်ထွေးနေပြီးတစ်ခါတည်းရန်မှာလည်းစိတ်ရှုပ်ထွေးနေပါတယ်တစ်ခါတည်းရန်မှာနာကြီးနေပြီးတစ်ခါတည်းရန်မှာစိတ်လှုပ်ရှားနေပါတယ်သူကတော့အယောင်ခုနှစ်မျိုးတောက်ဥပညာရှင်မှာခဏလောက်စဉ်းစားပြီးနောက်ဝင်လင်းရဲ့မျက်လုံးကလင်းလက်သွားပါတယ်အယောင်ခုနှစ်မျိုးတောက်ဥပညာရှင်ကအလူမင်းကိုထူးဆန်းနေပါတယ်သူကရင်ခဏလောက်စဉ်းစားပြီးနောက်ဝင်လင်းကသူကပုံရော့တစ်ခုထဲမှာပိတ်မိနေတယ်ဆိုတာကိုသဘောပေါက်လိုက်ပါတယ်ဒါ function မှာပုံရော့ဖြစ်နိုင်တယ် အယောင်9မျိုးတောင်ပညာရှင်တော်မှပိတ်မိနေတယ်။သူ့ရဲ့ကျင့်ကြံမှုအစဉ်နဲ့ဒီပုံကြီးအောင်ဒီကိစ္စတခုခုတော့လွဲမနေပြီ။ကျွန်တော်တော့ခရိုဆာကီပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့။အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်။